စားစော်ကြီးမဟုတ်ပါဘူးလုံးကြအောင်အဲစော်ကြီးလို့တော့ပြောလိုက်ပါအဲစော်ကြီးမာမင်းကိုချစ်လို့ပြန်ရလေမင်းတို့ပြန်ချစ်ပြန်ရအဲ့ဒါမော်လွန်ခဲ့တဲ့9နှစ်တော့ရေးကျင်တဲ့စိတ်ဒါပေမဲ့အခုမှတင်လိုက်တာအခုကတော့ရေးလို့မရတော့ပါဘူးလို့အောက်မှာမှတ်ချက်လေးရေးထားတယ်ဘာလို့လဲအခုကကိုကမြူသားရှိသွားရဲဆိုတော့လေကိုကရေးလို့မရတော့ဒါပေမဲ့လွန်ခဲ့တဲ့9နှစ်တော့အဲ့စိတ်ကအေးဝရှိတယ်ဟော ဲ့ကမလေးတွေကကြတော့အချစ်ကံခေရဆိုတော့ဒါနင်တို့ကဟိုဘာလို့ပြောမလဲညီမလေးတို့ကအချစ်ကိုမတွေ့သေးရမို့ညီမလေးတို့ရုံမဆိုးဘူးသေးလို့ကိုယ့်ရဲ့အနှောက်ရှိန်သွားကြအကိုလည်းအဆောင်အောင်အဲ့လိုပဲဆိုတော့လေကိုချင်းစာညီမလေး ီပွဲလေးကတော့ဒါပမုံရဲ့ဟိုဟာသူနဲ့ကတော့ရမ်းခင်တယ်ဆိုတော့လုံးဝတငယ်ချင်းပဲဆိုတော့သူတငယ်ချင်းတယောက်အနေနဲ့ဒီမှာလာပြီးတော့အားပေးရပါတော့ သူ့မှာ healthy meal box လို့ပို့အစီအစဉ်လည်းရှိရဲနောက်တစ်ခါကျတော့ Sunday တိုင်းဒီပေါ်မှာ yoga class ရှိရဲပေါ့နော်ဘာလို့လဲဆိုတော့အမတို့အသက်ဒီသက်ရွယ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်အကျော်တွေလည်းစံပါနော်နေလို့ထိုင်လို့ကောင်းမယ်ဒီလိုမျိုးဟိုဘယ်လိုပြောမလဲကျန်းမာရေးလိုက်စားရမယ်အရွယ်ရောက်နေဆိုတော့ကျန်းမာရေးရောအာဟိုဒီအပြင်ရောပေါ့နော်နှစ်ခုလုံးမှာ balance ဖြစ်နေမှာပေါ့အဲ့တော့ lifestyle နဲ့ပို့ပြီးတော့တတောင်တတာရှိပြီးတော့ပြောဖို့ကောင်းပါဘူးစားစော်ကြီးမဟုတ်ပါဘူးလုံးကြအောင်အဲ့စော်ကြီးလို့တော့ပြောလိုက်ပါအဲ့စော် အစကအဲ့ true ရဲဆိုတာဘာမှမသိဘူးကိုကလေအခုမဟုတ်ပါဘူးအဲ့ true ရဲဆိုတာလေစပေါ်တာလေအဲ့ဒါဘာ true ရဲဆိုတာဘာလဲပေါ့နော်မသိအဲ့ဒါရည်ရတာလားပေါ့နော်ငါရည်ရမှာလားပြောရတာလားပေါ့နော်အဲ့လိုမျိုးကိုစိတ်ထဲမှာလေဟိုကိုကပဲကြီးနေလို့လားမသိခလေးတွေရဲ့ဒီလှုပ်တဲ့ဟာကိုအစက true ရဲကိုကမသိနော်နောက်တော့က true ရဲဟိုချစ်လို့ပေါ့နော်သိရမလားကို all trend မျိုးလို့သူတို့မျက်စိထဲမှာဒါလေးကိုနောက်မြင်တဲ့မျိုးနဲ့မြင်တတ်တာပေါ့နော်အဲ့ဒါလေးသဘောကျစရာလေးဆိုတာနောက်ပိုင်းညာ true ရဲ့သဘောကျတယ်ဟောဘယ်လို true မှာလဲဆိုတာဟိုကစိတ်ဝင်စားနေပေါ့အဲ့လိုမျိုးဖြစ် ော့ထရူရာနဲ့နေသားတော်တော်လေးကြာသွားပြီပေါ့။အဲ့ရနေသားကြောင့်ကိုတော်မှပြန်ထရူကျင်နေဘူးကွာ။ဒါပေမဲ့ကိုကသူ့ရညံမကောင်းလို့။ရှိရဲတစ်ခါလဲအဲ့လိုမျိုးပါလဲရေငုံနေတဲ့ပုံလားဘာလားမသိဘူးအဲ့လိုမျိုးအဲ့လိုမျိုးနောက်တော့အမပထမဆုံးသိရတာဝေးပြေးတဲ့အချိန်မှာအဲ့တာဝေးပြေးတဲ့အဲ့ဟိုအပြေးရပြေးပြိုင်နေဝင်းလဲအဲ့ဝင်းနေမှာလေဒါအရှိရဘသူနောက်ကဘသူဘလူကတတိယငါငါလည်းမပြေးပါဘူးနော်ဒါသူတို့ဘာလို့ဒီလိုမျိုးအပြေးပြိုင်ဒီဝင်းနေမှာဟိုဟာဖြစ်တာ ဒါပေမဲ့မနေ့တော့ဟိုးတနည်းအောင်ငါ့ကိုအမေနဲ့ဒီသူ့ဘက်မှာလိုက်တော့ပြေးလိုက်ပြီးအဲ့တုန်းကပဲငါ့ကိုတွေ့သွားလားစိတ်ထဲမှာအဲ့လိုစဉ်းစားတယ်ပထမဆုံးပထမဆုံးသတိထားမိရဲ့ဟာရောပါဘောနော်နော်နောက်တော့မှဒါဟိုသူတို့တွေဘယ်သူကထိတ်ကိုရောက်နေပြီသူကတော့အခုချိန်မှာသိရမလား trend ကဘာတွေဖြစ်နေပြီဆိုတာဟိုဒါအဲ့အတစ်နှစ်သုံးနဲ့ပြတာဗောတာဝေးပြေးရဲ့နေရာမှာအဲ့လိုမျိုး အဲ့လိုမျိုးအဲ့လိုမျိုးတွေအများကြီးပေါ့ရှိရရှိရတော်တော်များများလေးစဉ်းစားရတယ်အဲ့လိုမျိုးမဟုတ်ကိုချစ်တဲ့သူအတွက်တော့မိန်းမနဲ့အကျိုးစားရပဲတကယ်မောင်လေးအတွက်မှမဟုတ်ကိုကြီးတွေတက်တက်လည်းကျိုးစားရကိုကိုရေအတွက်လည်းကျိုးစားရတယ်အဲ့တော့အားလုံးအတွက်ကတော့ကိုချစ်တဲ့သူအတွက်ဆိုရင်တော့မိုတီရအပြည့်ပဲဟိုငငယ်တော့လည်းအဲ့လိုဘဲနဲ့တွေ့ကြံပြီးဆိုလို့ရှိရင်ရန်တွေကိုမနဲ့အစောကြီးထားပြီးတော့လေအလှတွေရန်ပြင်အဲ့လိုမျိုးအဲ့လူတိုင်းကအဲ့လိုပဲကြီးလာတော့ကြတော့ အလှပြင်တာတက်စားလို့ရှိရင်ငါတော့ဟိုမလဲခန္ဓာကိုယ်ကြက်လက်နေမှာပို့ပြီးတော့မိုက်တော့မှာပဲဆိုတော့အဲ့ဒါကကြတော့ပြောင်းသွားကြီးလာတော့ trend ကပြောင်းသွားအားကစားပြောင်းပြောင်းလုပ်တာပေါ့နော်သိတယ်မလားအဲ့လိုမျိုးဖြစ်သွားထွက်သွားပေးရလို့အကြီးဥမာနေသိတယ်မလားတက်မဖဲ့ရပါသိရမလားဒါပေမဲ့အဲ့ဒါကမော်လွန်ခဲ့တဲ့ငါးနှစ်တုန်းကရေးကျင်တဲ့စိတ်ဒါပေမဲ့အခုမှတင်လိုက်တာကိုကတော့ရေးလို့မရတော့ပါဘူးလို့အောက်မှာမှတ်ချက်လေးရေးထားပြောတော့ကိုကကိုကမျိုးသားရှိသွားရဲ့ဆိုတော့လေကိုကရေးလို့မရတော့ဒါပေမဲ့လွန်ခဲ့တဲ့ငါးနှစ်တုန်းကအဲ့စိတ်ကအပြူအဝရှိတယ်ဟော တောက်ဘူးသူကတော့ရီးနေရပဲမြင်တယ်ကိုပါတင်နေလေ ဲ့လိုမတွေးပါဘူးကွာရေးချင်တာရေးပြီးအောက်ကနေအခုတော့လုံးလို့မရတော့ဘူးပေါ့အောက်ကဖြင်းသေးပေါ့ဖြင်းသေးပေါ့သိရမလားခုတော့ပြင်တော့ပါဘူးပေါ့အဲ့ဒါငင်အရင်တော့စိတ်ကူးရှိအောင်ပြုံဘဝတော့ပါပေါ့သိရမလားခုတော့မလုံးတော့ပါဘူးပေါ့အဲ့လိုမျိုးလေးပေါ့အောက်ကဖြင်းသေးလေးရောထည့်ရအောင်စိတ်လည်းပေါ်တယ်ဖြင်းသေးလေးပေါ်တယ်စိတ်ကဖြင်းသေးရောတခါထည့်ထားလိုက်တယ်တခါလည်းအလုံးစုံညီမလေးပို့ပြောမှာပေါ့ချောတဲ့ကမလေးတွေကကြတော့အချစ်ကန်ခေရဆိုတော့ဒါနင်တို့ကဟိုကဘယ်လိုပြောမလဲညီမလေးတို့ကအချစ်ကိုမတွေ့သေးရမှာညီမလေးတို့ရုံမစိုးဘူးသေးလို့ မယ်အဲ့လိုမျိုးတူတာဒါမင်းကလေးတွေအတွက်တကယ်လည်းမမှန်တရားပဲသိရမှာကိုကခန်းချန်ချုံးရင်ကိုကိုကြတော့ကြားလိုက်ရင်ဒီကမွန်လေးကချစ်စရာလေးဟဲ့သူကဘဲရှိမဲ့ပုံမှာငါတို့မလိုက်တော့ပါဘူးလို့အဲ့လိုမျိုးထင်နေကြတာများရလေတကယ်တော့မဟုတ်ဘူးအဲ့လိုလူတွေကမရှိဘူးအဲ့ဒါခါရဲချင်ညာကိုညီမလေးရှိန်သွားတော့ကိုယ့်ရဲ့အနှောက်ရှိန်သွားကြကိုလည်းအဆောင်အောင်အဲ့လိုပဲဆိုတော့လေကိုချင်းစာညီမလေးဟုတ်တယ်ရုပ်စိုးကတော့တူးစားစီအောင်ဟုတ်တယ်ဘဝမှာရုပ်စိုးကြည့်ကြည့်တယ်နော် တော့အရင်အဲ့အဲ့ရတန်ကိုအရင်ခံခဲ့ရပါဘာ။နောက်တာပါကလေးတွေပြောစီချင်လားဟုတ်။ဒီအစိတ်ရွှေရှင်ကလေးကတော့အမတို့2020ကရိုက်ထားတာပေါ့နော်။ဟိုက melody ပါတယ်ကျော်ထန်အောင်ကျော်ထက်စောနောက်တော့အမပါတယ်နန်းစုပါတယ်။ director ကိုမင်းပေါ့နော်။ဒီအောင်ခင်မင်းထုတ်လို့ရတယ်ပြီးတော့ဒီ ဂျွန်လ28ရက်နေ့မှာတနိုင်ငံလုံးပြတော့မှာဆိုတော့အမလည်းအရင်ရင်ခုံနေပါတယ်အမတို့ရဲ့ဒီသရုပ်ဆောင်တာလေးတွေဒီရုပ်ရှင်ကားလေးတွေလာပြီးတော့အကဲဖြတ်ပေးဖို့လဲဟိုဖိတ်ခေါ်ပါရရှင်ဟုတ်လား